င်္ဂလာပါရှင်ကျမကတော့ဒီဂျူလိုက်မှာ DVB ရုံးမြစ်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ငလီဘေးကဲဆေးရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့ထိနိုင်ငံတော်ယာယီအပြည့်အကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာထားပေမဲ့လေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ ဒီ BB data တင်းကကောက်ယူထားတဲ့စီးနေရစစ်ကောင်စီကငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ18ရက်နေ့ထိတိုက်ခိုက်မှုအကြိမ်ကြီး240ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဧပြီလ2ရက်နေ့ကယာယီအပြည့်ရအကြောင်းကြေညာပြီးတဲ့နောက်တိုက်ခိုက်မှုအကြိမ်ကြီးကတော့198ကြိမ်ရှိပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်158ဦးသေဆုံးခဲ့ရတယ်လို့ဒဏ်ရာရရှိသူ304ဦးရှိပါတယ် မက်စလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းကလေးကြောင့်မြန်မာနိုင်ငံမှာ၄ဒသမ၃သန်းကျော်အားလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေနဲ့တူတောက်တုံးရည်အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့လည်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ကဧပြီလ၁၈ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါခွေအရင်ဆုံးပေါ့နော်ဟိုမေးစင်တာကဒီပြီးခဲ့တဲ့ဒီမက်လာ28ရက်နေ့ပေါ့နော်အင်အားပြင်းငလင်လောက်ခတ်မှုမှာဒီတခြားသောမြို့နယ်ဒီမှာထိခိုက်မှုတွေအကုန်လုံးနဲ့အတူဒီပလီတွေလည်းအများကြီးပေါ့နော်ထိခိုက်ပြီးတော့ဟိုတိဆုံမှုတွေလည်းအများကြီးသိရပါတယ်အခုအဲ့ဒီငလင်ကြောင့်ပေါ့နော်ထိခိုက်ပျက်စီးမှုတွေတိဆုံမှုတွေအခုလိုကူနောက်ဆုံးရတဲ့အခြေအနေပေါ့နော်စီးရင်းတွေသိရသမျှတွေပြောပြပေးပါအောင်ရှင် ဟိုအရင်ငင်းရောက်ကတော့မြန်မာနိုင်ငံလုံးဒီမှာရှိတဲ့ဘာသာလူတို့အတိအကျတော့ထိလိုက်ပါတော့ဗောနော်ဒါလေးကအဆောင်တွေများတော့ပုံဆုံးတာဗောအဲဒီအိဒိယနော်မှကျွန်တော်တို့ဒီအစ္စလမ်ဘာသာဝင်တွေနဲ့အဆောင်တွေနဲ့တည်တန့်ပိုင်းခြားပြီးပြောရမယ်ဆိုရင်တော့ပလီတွေလည်းအများကြီးဆုံးဆုံးတယ်လေကျောင်းတွေ136ကျောင်းလောက်ပလီတွေဆုံးဆုံးဆုံးတာဗောဝေကျောင်းတွေအဲ့လိုဆုံးဆုံးတယ်လူတွေအဆောင်များတော့ပြက်ကြီးတယ်ပြီးတော့တီတီလေးအချိန်ရတော့ပေါ်ပြနေတဲ့အချိန် ရင်းတွေရတော့900လောက်ရှိနေတာပေါ့အဲ့လိုဆုံးရှုံးမှုတော့များပါပဲအဲ့ဒါဟုတ်ကဲ့ပါရှင်ဒီပေါ့အဲ့ဒီအဲ့ဒီနေရာပေါ့နော်ဒီအစ္စလမ်ဘာသာဝင်တွေရဲ့သူတို့ညီထွန်းမြတ်ဖရာဝတ်ပြုနေတဲ့ရက်တွေလည်းရက်လည်းဖြစ်တယ်ပေါ့နော်အဲအကြောင်းအဲ့ဒါကြောင့်ထိခိုက်မှုများခဲ့တယ်လို့လည်းသိရပါတယ်ဆိုတော့ဒီနောက်ပြီးတော့နောက်အဆောက်အဦးပိုင်းနေနေပေါ့နော်ဒီခေတ်ဆက်ဆက်ကဒီဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းပေးမိခဲ့တဲ့အခြေအနေကိုလည်းဒီဘာသာရေးဆိုင်ရာခေါင်းဆောင်တို့ချက်စီရ36ကြီးလည်းသိရပါတယ်အခုအဲ့ဒီပိုင်းကိုလည်းပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပလီတွေကတော့ဘယ်လိုလဲကျွန်တော်တို့ကဒီတမိုင်းဝင်ပလီတွေပါတာပေါ့နော်ရှင်းပြရင်လည်းလက်ထက်တည်းကဖောက်ထားတဲ့ပလီတွေရှိတယ်အဲ့ဒီနေထားနေပြီးတော့ဒီဘက်ဖြစ်တွေကတော့ကျွန်တော်တို့နှစ်ပေါင်း80လောက်ကပလီတစ်လုံးဖောက်ဖို့ပလီတစ်လုံးပြင်ဖို့ဆိုတာများတော့ခက်ခဲတယ်လေအကြောင်းမျိုးမျိုးကြောင့်တို့ကထန်သားနှောက်ရှက်မှုတွေရှိတယ်အဲ့ဒီနေထားမှာကျွန်တော်တို့ပြန်ပြန်မစောင့်နိုင်ဘူးမစောင့်နိုင်ဘူးအလားပါမုံမှန်မှု လောက်ပဲလုပ်နိုင်တယ်နောက်အဖီလေးတွေတွဲရတယ် join တွေ join တွေတွဲအဖီလေးတွေတွဲပြီးတော့အဆင်ပြေလို့လေးဖောက်ထားကြတာပေါ့ 阿罗身体咪焦，帮恁些买点物开个 trips,。阿罗你他，你不要去天天开开钱吃话咯，住家啦啵，互相恁阿婆啊，慢慢听伢嘞，他、um, 这边底薪拿大家嘞，首先嘞有底薪嘞，底薪拿来啵嘛，互相恁阿婆又节约了啵。有些那个互相婆娘吃嘞，肯定都愿意嘞。阿弟家都愿意嘞，伢伊互相拿了，阿有些对吧，都心肝子伢啵，阿都互相愿意吃啦啵。 ဟုတ်ကဲ့ပါအကွေဟိုဒီအရင်အစိုးရအဆက်ဆက်လက်ထက်မှာော်လေအဲ့ဒီရှေးဟောင်းပလီတမိုင်းဝင်ပလီပြန်လဲတိဆောက်ခင်းကလေဘယ်လိုကတ်သက်ချက်တွေရှိခဲ့ရလဲသိပြရစီရှင်ကိုကပလီဆောင်မယ်ဆိုရင်ကိုဟန်သားနေတာပဲတရားဝင်ခုမှုချက်တွေမပေးဘူးလေမပေးတော့ကျွန်တော်တို့ဒီအများစုကသိထားကြားထားတဲ့သဘောအရနားလည်မှုတွေနဲ့ပဲသိရင်တိဆောက်ကြတာ哦အဲ့ဒီအတွက်ပလီတွေရဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာအများကြီးမျက်နှာသွားတာပေါ့ဖြစ်သွားတာပေါ့ဒါကြောင့်အောက်ပြန်လဲပြိုပြက်သွားပြီပြက်သွားပြီပေါ့ပြက်သွားပြီဆိုမရှိတော့ဘူးဆိုတဲ့အချိန်ကတော့လေ ြန်လည်တိောက်တဲ့ချိန်မှာကျွန်တော်တို့ကရှင်းမှုလက်ရာကိုအလေးထားပြီးတော့ပြန်ဖောက်ဖြေခြင်းနဲ့ရှင်းမြမရူရာရှင်းမှုရှင်းနေနေလက်ထက်တည်းကမြမဒီတုကလက်ရာတွေအဲဆောက်တာလေဆောက်ကြတာကိုမြမဟန်မြမနေမြမဟန်နဲ့ဆောက်ထားတာဆိုအဲ့ဒီတိုင်းပြန်ဆောက်ဖို့တော့ကျွန်တော်တို့လိုအပ်မယ်လို့တော့မြင်ပါတယ်ဟုတ်ဒါတွေကိုပြန်လည်းတခါလည်းပြန်လည်တိောက်ရေးကြောင်းလေးမှာပြောရမယ်ဆိုရင်တော့ပြန်လည်တိောက်ရေးလုပ်ဖို့ကတော့လိုအပ်တဲ့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့နိုင်ငံတော် လက်ရှိပေါ့လက်ရှိနိုင်ငံတော်ကနေပြီးတော့ဟိုဘာသာရေးစောင့်အုံးတွေပြန်လဲတည်ဆောက်ဖို့ကိုခွင့်ပြုဖို့လိုမယ်တရားဝင်ခွင့်ပြုဖို့လိုမယ်ပေါ့ဒီတရားဝင်ခွင့်ပြုနဲ့လဲသွားဖို့လိုအပ်တယ်လို့မြင်တယ်ဒီကဒါနဲ့ပတ်သက်ပြီးတော့အစ္စလမ်ဘာသာရေးအဖွဲ့အစည်းတွေကနေလည်းနိုင်ငံတော်တရားဝင်စတင်ပြီးတော့ဒီတက်သုံးသွားတဲ့လက်ရှိစင်းရင်းရဒီထက်လည်းပိုကောင်းပိုမယ်ဒီ136လုံးပြန်လဲပြင်ဆင်ဆောက်လုပ်ခွင့်ကိုပေးဖို့တရားဝင်တောင်းဆိုဖို့လိုမယ်လို့ထင်တယ် ဒါမှလည်းတရားဝင်တောက်ဆုံမှာပဲလုံဆောင်ရတာလည်းအဆင်ပြေမယ်။နောက်ကျွန်တော်ပြန်လည်စောက်တဲ့အချိန်ကျရင်လည်းဘာတွေဖြစ်လာလို့လို့လဲဆိုတော့ပလီမြေနေရာအကျယ်ဝန်းတရှိပြိုသွားတဲ့အဖောက်ပုံစံအဲ့ဒီကနေပြီးတော့လက်ရှိလာမဲ့လူဆက်တွေအတွက်လိုအပ်တဲ့အကျယ်ဝန်းပေါ့။နေနမိတ်အကျယ်ဝန်းကိုဒီခိုင်ခိုင်မာမာပြန်လည်တည်ဆောက်ဖို့လိုအပ်တယ်။ဒီမှာပြန်လည်တည်ဆောက်ဖို့လိုချင်အင်ဂျင်နီယာပညာရဲ့အဲတွဲပြီးတော့ပညာရှင်တွေနဲ့တွဲပြီးဆောက်ဖို့လည်းလိုတယ်။ဒါမှအနာဂတ်မှာ 还能收些乌鱼的苗嘛？喏，啊，我可能在那块上班的时候，哎，wifi 老提了，没、嗯、有，过、嗯，搜过路了不？啊 <laughs>、嗯，那有几的？哎，下个，那个哥哥没缺点么？点点就下过，只能在家边生，你搞不里这些老味道，有些人高级几年都忘没了，是不？是的。 ဟုတ်ကဲ့အကိုအခုဒီပြန်လဲတင်ဆက်တိဆောက်ဖို့အတွက်ပေါ့နော်ဒီတရားဝင်ခွင့်ပြုချက်တွေလိုရလို့လည်းအကိုပြောခဲ့တယ်ဆိုတော့လေအဲ့ဒီဘိုင်းမှာရောဟိုဘလို့တောင်းဆိုမှုတွေလှုပ်ထားပြီလားလှုပ်ထားတာရှိလဲပေါ့နော်အဲ့ဒီအခုဘလို့အခက်အခဲတွေရောရှိနိုင်လဲအရင်တုန်းကတော့ကန့်သက်တွေရှိခဲ့တာဆိုတော့လေအကိုဘလို့မြင်လဲရှင့်အဘာသာရေးအဖွဲ့ကြီးတွေကတောင်းဆိုမှုတွေလှုပ်ထားတော့မသိဘူးကြကျွန်တော်တို့တော့မကြောက်ဘူးကြသူတို့ရေတင်ချာလှုပ်မလှုပ်နေလားဆိုတာတော့ကျွန်တော်တို့သိရတယ်ပေါ့နော်လှုပ်ဖို့တော့လိုတယ်ဗျဒါတော့လည်း ဒီအခုတခါတည်းဒီဘာသာရေးဖွဲ့စည်းတွေကိုလည်းတောင်းဆိုတာပေါ့မင်းတို့တေချာလို့တေချာလို့ပြီးတော့နိုင်ငံတော်ကိုတောင်းဆိုပါဆိုတော့ပြောရတာလက်ရှိတော့မကြဘူးဗျဟိုသူတို့ဘက်ကထုတ်ပြန်ချက်တွေမရှိသေးဘူးနှစ်ဖက်လုံးပေါ့နော်အစိုးရဘက်ကလည်းထုတ်ပြန်ချက်မရှိသေးဘူးဘာသာရေးဖွဲ့စည်းတွေဘက်ကလည်းထုတ်ပြန်ချက်မရှိသေးဘူးခင်ဗျာအကြရတယ် ဟုတ်ကဲ့ပါအခုဆိုကိုတို့ကျမတို့တည့်ရဲ့အတိုင်းပေါ့နော်နောက်ဆက်တွဲငလီနေရလဲဟိုလှုပ်ခတ်နေတယ်နောက်ပြီးတော့မိုးရွာတာကြီးလဲဆက်ရှိနေတော့ဟိုဒီလိုအချိန်ဒီမှာဒီအချိန်မျိုးတွန်းတွန်းတတ်တိုင်းလှုပ်ဖို့ပေါ့နော်ဟိုအကိုအနေနဲ့နှစ်ဖက်ကိုဘလို့အကြံပြုတိုက်တွန်းနေတာရှိတယ်ထပ်ပြီးတော့ဆုံရှုံနေတာမှုတွေထိခိုက်မှုတွေမဖြစ်အောင်ပေါ့နော်အယူတစ်ဆိုင်သွားရမယ်လို့တော့မြင်ပါတယ်ဒီတောင်းဆိုတာတွေကတော့အစင်ဆက်လေတောင်းဆိုနေရမယ်ကိစ္စတွေပဲပေါ့နော်အများနဲ့ကျွန်တော်တို့ကနောက်ကျကြတယ်လေဖြစ်ပြီးမှထပြီးတော့ လောက်ကြတာကိုကြိုတင်ပြင်ဆင်မှုဆိုတာကအများနဲ့အဆက်ဆက်အဆက်ဆက်ကနည်းတယ်ဟိုအလေးနဲ့လည်းမထားကြဘူးပေါ့ခေါင်းဆောင်လုပ်တဲ့လူတွေဘက်ကလည်းအလေးနဲ့မထားကြသလိုနိုင်ငံတော်ဘက်ကလည်းအလေးနဲ့မထားသလိုကိုယ့်ဘက်ကလူကြီးပိုင်းတွေကလည်းအလေးနဲ့မထားကြဘူးလေပူပင်တော့ကပိုင်းဆိုင်ကအလေးနဲ့မထားကြတဲ့ပြဿနာလေးဖြစ်တော့အားလုံးဒီကိစ္စမှာကတော့ဟိုနိုင်ငံလဲနိုင်ငံတော်နိုင်ငံတော်လဲနိုင်ငံတော်အကြောက်ပေါ့ပြည်သူလဲပြည်သူအကြောက်ပြည်သူတွေမှာမှ community ကိုခေါင်းဆောင်နေပါတယ်ဆိုတော့လူတွေကလည်း 大湾有木大湾，看木细水嘞。高邮他的大湾了，解放北路路都得安了，高官府九十二米了不？原来安那嘞，哦高邮它的大湾呢，在九十二万路，啊飞机也刚刚的，多钱嘛？啊，你讲。 ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်ပေါ့နော်ဒီဒီကနေ့ဆိုတဲ့ဒီမန္တလေးမြို့မှာဒီကနေ့အစ္စလာမ်ဘာသာဝင်တွေရဲ့ဖျားဝတ်ပြုရဲ့ပေါ့နော်လမ်းမတွေပေါ်မှာဝတ်ပြုနေကြတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအခုတခြားသောဒီဒေသတွေမှာရောဒီလိုဘာသာရေးဆိုင်ရာကြီးလိုဝတ်ပြုမဲ့နေရမှာဘယ်လိုပုံစံနဲ့ဝတ်ပြုနေကြလဲအဲ့ကာလကရောဟိုဘယ်လောက်ထိကြာမှလဲဘယ်လောက်ဖြစ်တင်လဲအဲ့အခြေအနေလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့လည်းဒီတော့ဒီဖြစ်တဲ့နေရာလေးနဲ့မဖြစ်တဲ့နေရာမဖြစ်တဲ့နေရာတွေကတော့ပုံမှန်အတိုင်းဝတ်ပြုနေကြတာပေါ့ဒီအဟောင်းအဆုတ်လေးတွေမှာ ရောက်နိုင်တိုင်းပဲဝတ်ပြုနေကြတာပေါ့မဖြစ်တဲ့နေရာဒီမှာဖြစ်ခဲ့ရင်တော့ဒီလီတွေလည်းဖြစ်သွားမှာပဲအဲ့တော့လက်ရှိဖြစ်ခဲ့တဲ့နေရာဒီမှာတောင်းဦးမရှိတော့လမ်းပေါ်ဒီမှာဝတ်ပြုနေရတယ်တချို့နေရာတချို့ပလီတွေကတော့ဒီပလီတွေကိုဖျက်ဖြိုးလိုက်ပြီးတော့ရေကျန်းလုပ်ပြီးတော့အဲ့ဒီမှာပဲအခင်းလေးတွေခင်းပြီးဝတ်ပြုနေတာလည်းရှိလမ်းမှာဝတ်ပြုဖို့အခက်အခဲရှိတဲ့နေရာတွေကြတော့လေပလီတွေဒီရေရေကွင်းပြင်ပေါ်မှာပဲအဆောက်အဦဖြတ်ပြီးတော့အဲ့ပေါ်မှာပဲလုပ်နေရတာပေါ့ဒီကာလအတိတ်ကြာနေလို့တော့မဖြစ်ဘူးခင်ဗျာဒီကာလအမြင်ရမယ်ရှေ့မှာဆိုရင် မိုးရွှင်လာပြီပေါ့မိုးရွှင်လာပြီလေမိုးရွှင်လာပြီဆိုတော့ဒီရက်ရက်ခင်တဲလေးနေနဲ့တော့ဝတ်ပြူနိုင်မလဲမိုးကြီးလေကြီးပြီဆိုတော့အဆင်မပြေဘူးအပြန်ဆုံးတိဆောက်ဖို့တော့လိုရယ်ပလီတလုံးဆောက်မယ်ဆိုရင်တော့လက်ရှိဟိုပေ90ပေ80ပလီအကျယ်ဝန်းကျင်ပေ100ပေ80အကျယ်ဝန်းကျင်ပလီတလုံးဆောက်မယ်ဆိုတော့အနည်းဆုံး6လလောက်တော့အချိန်ယူရမှာပေါ့အချိန်ယူရမယ်ဆိုတော့အမြန်ဆုံးစောက်ကြပြီးတော့အခက်မြန်မြန်လောက်ကြတာပဲကောင်းကောင်းမယ်လို့မြင်ပါတယ်ခင်ဗျ ရှမ်းပြည်နယ်တောင်ပိုင်းရောင်ရွှေမြို့နယ်အင်းလေးဒေသမှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဝါစင်းနှုံအစမတန်မြင့်တက်လာလို့သိရပါဗျ။ငလင်မလှုပ်ခင်ကဝါတလုံးကို6000ကျပ်ကနေ1000ကျပ်ကြားသာရှိပြီးလက်ရှိမှာတော့ဝါလှမလှပေါ်မူတည်ပြီးဝါတလုံးကို1000ခွဲကျပ်ကနေ18000တိဈေးမြင့်တက်သွားတယ်လို့သိရပါဗျ။အခုလိုဈေးတွေတက်နေတော့ကျွန်တော်တို့ဒုက္ခအတော်လေးရောက်ပါတယ်။အိမ်ပြန်ဆောက်ဖို့လည်းအဆင်မပြေဘူး။အခုလိုဒုက္ခရောက်နေတဲ့ချိန်မှာအဲ့လိုမျိုးတွေမလုပ်စားကြပါနဲ့။တောင်းပန်ပါတယ်လို့အိမ်ပြိုသွားတဲ့မျိုးသားတူကပြောကြပါတယ်။ ဝါးစေးတက်တဲ့ပြင်တက်ကဲစီလဲနှစ်ဆမြင့်တက်နေပြီးနံပါတ်စီရှိဝါးနဲ့တက်ကဲကိုအခုတလောရောင်းမလောက်ဖြစ်နေတယ်လို့ပြောပါရယ်ငလင်လောက်ခတ်ပြီးတဲ့နောက်အင်းလေးဒေတာမှာအင်းဆောက်ပစ္စည်းဈေးနှုန်းမြင့်တက်မှုတွေကြောင့်အင်းလေးဒေတာခဏနေနေနဲ့အခက်အခဲတွေဖြစ်နေကြရတယ်လို့ပြောပါရယ်မက်စလာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်အင်းလေးဒေတာမှာဖုန်ကြီးကြောင့်ဟိုတယ်ပါဝင်လူနေအိမ်3255လုံးပျက်စီးခဲ့တယ်လို့သိရပါရယ်ရှင် ဒီ VPB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ဒီဗျူလိုက်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်